တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးတို့2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်ကံကြမ္မာအစိုးကောင်းနှင့်တလားစာဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်။တနင်္လာသားသမီးမိတ်ဆွေတွေ17ရက်ပိုင်းမှာအငြိမ်မနေရပဲနဲ့သူတပားကိစ္စတွေကိုဦးစားပေးပြီးတော့ဆောင်ရွက်နေရတာမျိုးလေးတွေကြုံရတတ်ပါတယ်။ ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအလောက်ကင်ကိစ္စတွေမှာ အတိုက်ခံနေကြုံရမယ်လုပ်ငန်းအတွင်းမှာရံပေါ်တက်ပြီးတော့မိတ်ဆွေတို့အနေနဲ့အလောက်ပြောင်းရတာမျိုးအလောက်ထွက်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတွေစိုင်းငန်းနေရာကိစ္စတွေအဆင်ပြေမယ်စီးပွားရေးလုပ်ငန်းတွေတိုးတက်မှုတွေနဲ့ကြုံရနိုင်တော်လဲပဲမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလတာမှာလောက်သမ ्या ၊ကင်သမ ्या အလွဲလွဲချော်ချော်ဖြစ်နေမယ်ငွေချေးက ံအားကောင်းနေပြီးတော့မိษွေတို့အနေနဲ့ဒီ7လပိုင်းတလတာမှာငွေဇက်တိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်ပါတယ်။တနင်္လာသားသမီးမိษွေတို့အနေနဲ့သူတပားမှုကိုလိုက်လံပြီးတော့ကုညီဆောင်ရွက်ရင်အာမခံပေးမိတော့ကြောင့်စိတ်ညစ်စရာကိစ္စတွေဝင်လာတတ်တယ်လို့မိမိတို့ကိုယ်တိုင်မှလည်းပဲဒီ7လပိုင်းမှာအမှုကိစ္စလေးတွေပေါ်လာတတ်ပါတယ်။တနင်္လာသားသမီးချစ်သူဆောင်ရွက်များဂျားစကားများကြောင့်နားလည် ်မူလွဲစရာကိစ္စလေးတွေကြုံရမယ်မိษွေတငယ်ချင်းတို့ဤအကူအညီကြောင့်ပြန်လဲအဆင်ပြေမှုတွေရရှိမယ် တနင်္လာသားသမီးအိမ်အောင်ရှင်များအိမ်အောင်ရှိသူများပန်းဝင်းကျင်မှဇကားများကြောင့်မိမိအိမ်အောင်ဘက်နဲ့ဇကားများရတာမျိုးရန်ဖြစ်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်။မိသားစုအတွင်းမှာအမွေအတွက်ဇကားပြောရတာမျိုး သို့မဟုတ်မြေနေရာကိုအကြောင်းပြုပြီးတော့ဇကားပြောရတတ်ပါတယ်။တနင်္လာသားသမီးမိတ်ဆွေတွေသူတစ်ပါးကမိမိအားမတရားပြောဆိုဆွဆွဲခြင်းခံရမယ်။မိတ်ဆွေတို့အနေနဲ့မဖြေရှင်းမဲနဲ့တီးခံခြင်းနဲ့ ည်းကြော်ပြတ်ပါ ပြည်တနာတွေပို၍ရှုပ်ထွေးတတ်ပါတယ် တနင်္လာသားသမီးမိတ်ဆွေတွေဒီ17လပိုင်းမှာအကြောင်းစာမေးပွဲအလုတ်ခွေအင်တာဗျူးအလုတ်နဲ့သက်ဆိုင်သောစာမိုးဝဲကိစ္စလေးတွေမှာအပြိုင်ဆိုင်အခက်အခဲချားကနေပြီးတော့အောင်မြင်မှုတွေရရှိတတ်ပါတယ်။တနင်္လာသားသမီးမိတ်ဆွေတွေနိုင်ငံသားခရီးစဉ်ကိစ္စလေးတွေမှာခက်ခဲမှုလေးတွေကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေကျမ်းမာရေးအနေနဲ့သွေးထွက်သံယိုဖြစ်ခြင်းအစာမကြေဖြစ်ခြင်း မိတ်ဆွေတို့အနေနဲ့ဘာမှမစားဘဲနဲ့ဗိုက်ပြေနေသလိုဗိုက်ကယ်နေသလိုဖြစ်နေတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလတာမှာရင်ပြည့်စေသောကယ်သော အစားအသောက်တွေကိုစင်ရင်းပြီးတော့စားသုံးတင်ပါတယ်။ အဲ့တော့ကျွန်တော်တို့စက်တလာပိုင်းတလာဒါမှာကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်9ရက်14ရက်20နဲ့9ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်အစအစအရာရာအဆင်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာဒါမှာ အရေးကြီးကိစ္စတွေကိုဆောင်ရွက်ရန်ရှိသောသူတွေဆိုရင်6ရက်7ရက်20ရက်နေ့တွေကိုရှောင်ရှားတင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၇ပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အဝတ်အစားအသုံးဆောင်ပစ္စည်းတွေမှာမယမ်းရောင်အဖြူရောင်ခဲရောင်ပါသောလက်ကီးကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်သင့်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေထီဝါဒနာပါတော်သူတွေထီကန်ဆန်းကျင်နေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ထီနာမတ်မှာခွန်ဆ6ဆုံးပါတော်ထီနာမတ်တွေ ေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ဒီစတလာပိုင်းတလားဒါမှာကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့ဆိုလို့ရှိရင်မौလကကွင်းဌာနပြုပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးရေးခက်ခဲတွေကိုဌာနပြုရင်းနဲ့စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းတလားဒါမှာ ခက်ခဲနေတဲ့ကိစ္စတွေအစဉ်ပြေစေဖို့ညံ့နေတဲ့ကိစ္စတွေအစဉ်ပြေစေဖို့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတတ်ကောင်းအောင်ဆိုလို့ရှိရင်မိษွေတို့ရဲ့မွေးနေ့အစဉ်ပြေသောချိန်မှာမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကို အချိုးရီရှစ်ခွက်လှူဒန်းပြီးတော့ယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိษွေတွေအားလုံးဒီ၁၇လပိုင်းဆိုတဲ့ကာလမှာအဆိုးဟူသမျှဝေးလွှင့်ပါလေကံကောင်းခြင်းမင်္ဂလာ ာဖျာဖျာနဲ့ပြည့်စုံပါစေမိษွေတို့လောက်ကိုင်းနေတဲ့လုပ်ငန်းဆောင်တာ ကိစ္စဝါဝတိုးတက်အောင်မြင်ပြီးတော့ငွေကြေးလတ်လာပါတွေလည်းရှင်လန်းပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင် တနင်္လာသားသမီးမိษွေတွေအားလုံးတို့ဆက်တလာပိုင်းတလားစာကံကြမ္မာ ဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်